အကြမ်းဖက်တောင်းကျမ်းသူများခေတ္တထိ ंछ ုတ်ထားခဲ့သည့်ကြောင်မဲမျိုးကိုအော်တိုဘားလတရနေ့မှာတမတော်ကပြန်လည်ထိ ंछ ုတ်နိုင်ခဲ့မှုပေါ်ဒေသခံအတိုင်းအတာပြည်သူများကဝမ်းမြောက်စွာအားပေးထောက်ခံမှုနဲ့တူတမတော်စစ်ကြောင်းများအားကြိုးစိုးအားပေးကြပါသည် ကျောင်းမဲမြို့နယ်တဝိုက်အားအကြမ်းဖက်တောင်းကျမ်းသူများယာယီထိန်းချုပ်ထားစဉ်ဒေသခံတိုင်းရင်းသားပြည်သူများနေဖြင့်ဩဝင်တိုက်တာစီစဉ်များကိုစွန့်ခွာသိမ်းဆောင်နေကြရပြီ၎င်းတို့ရဲ့လူခွင့်ရေးဆုံးရှုံးမှုများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးစတဲ့အဖက်ဖက်မှနေကြမှုများတိုက်ပွဲရဲ့အနေထားရုံများကိုရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့်တမတော်ကကျောင်းမဲဒေသတဝိုက်အားအပြေးတံပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက်ယခုလိုဝမ်းမြောက်စွာကြိုးစားလက်ခံကြပြီးယာယီနေရဲ့စွန့်ခွာနေထိုင်ခဲ့ရတဲ့ ဒေသခံတိုင်းသားပြည်သူအချို့မှလည်း၎င်းတို့ရဲ့နေရက်ဒေသများသို့အားချင်းပြန်လည်ဝင်ရောက်လျက်ရှိကြပါတယ်။တမတော်စစ်ကြောင်းများနေဖြင့်ကြောင်းမဲမြို့နယ်နဲ့ပတ်ဝန်းကျင်တဝိုက်ရှိယာယီနေရက်စွန့်ခွာဒေသခံတိုင်းသားပြည်သူများအေးချမ်းပျော်ရွှင်စွာလူမှုစီးပွားပေါ်အတွက်ရှာဖွေလုပ်ကိုင်စားတောက်နိုင်ရေးနဲ့အစိုးရအုပ်ချုပ်မှုရန်တရာပြန်လည်လည်ပတ်နိုင်ရေး၎င်းတို့ရဲ့မြို့ရများရှိနေအိမ်များမှာပြန်လည်နေထိုင်နိုင်ရေးအတွက်အကြံဖက်တောင်းကျမ်းသူများ ယာယီထိန်းချုပ်ထားစဉ်ရုပ်မှရိုင်းဆိုင်စွာအတိတ်တရားကင်းမဲ့စွာဖြင့်မိရှုဖြည့်ဆည်းခဲ့တဲ့ရုံဌာနအဆောက်အုံများလူနေအဆောက်အုံများဘာသာရေးပညာရေးကျမ်းမာရေးဆိုင်ရာအဆောက်အုံများအားပြန်လည်ပြုပြင်နိုင်ရေးနှင့်အကြံပေးသမားများရက်ဆက်ရုံမှစွာလှုပ်ဆောင်ခဲ့သည့်မြေမြုံပိုင်းအန်တရမကင်းရှင်းစီရန်မြို့ရွာများအတွင် မိုင်းရှင်းလျေးလုပ်ငန်းများနှင့်လူရသောလုံခြုံရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ဒါအပြင်ဒေသခံပြည်သူလူထုအား လိုအပ်သည့်ကုညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားရန်နှင့်အစိုးရရဲ့အုပ်ချုပ်မှုရန်တရားများဖြစ်တဲ့ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေးစာတင်ကြောင်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့်ပြည်သူလူထုရဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများအတွက်စေယုံများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက်ဌာနဆိုင်ရာအဖွဲ့အစည်းများဟာလိုအပ်တဲ့ကုညီထောက်ပံ့ရေးပစ္စည်းများစားသောက်ဖွဲ့ရများနဲ့အတူမော်တော်ယာဉ်များဖြင့်ဒီကနေ့မှကြောင်မွေးမြို့ကိုရောက်ရှိလာကြရာဒေသခံတိုင်းရင်းသားပြည်သူများကဝမ်းမြောက်စွာကြိုဆိုကြပါသည် ဒါအပြင်ကြောင်မဲမြို့မှာလည်းအကြမ်းဖက်တောင်းကျမ်းသူများဖျက်ဆီးခဲ့တဲ့စာတင်ကြောင်းများဆေးရုံဆေးခန်းများရုံးဌာနအဆောက်အအုံများဘာသာရေးဆိုင်ရာအဆောက်အအုံများနဲ့လူနေအိမ်များကိုပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကိုတက်မတော်နဲ့ဒေသခံပြည်သူများပူးပေါင်း၍အများဆုံးဆောင်ရွက်ပေးသောမှာဖြစ်ကြောင်းနဲ့တက်မတော်စစ်ကြောင်းများကလည်းပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်လိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များကိုဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့တတင်းရရှိပါရခင်ဗျာ။